မင်္ဂလာပါ Listener Heaven Hollywood Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့1956ခုနှစ်အော်တိုဘာလမြဝတီမဂ္ဂဇင်းမှာဆရာမောင်စီသူရေးသားထားခဲ့တဲ့ကျော်စုမကျော်ဆိုတဲ့ဝတ္ထုတူကိုဖတ်ပြมาပဲဖြစ်ပါတယ်ကျော်စုမကျော်တဲ့ဘာပဲဖြစ်ဖြစ်ဟူ စွန့်နှိပ်၍ထွက်လာခဲ့ရတော့လဲကျွန်တော်ဒီဦးလေးကျော်အတွက်တွေးလိုက်တိုင်းစိတ်မကောင်းဖြစ်မိပါသည် သူ့အားတခါတည်းရန်ဒီကက်လျက်ရှိနေသည့်စာမွေးပွဲအတွက် ကျွန်တော်ဖျားပြီဘာသာရဲများကိုနှစ်ဦးကအကျွေးတင်ခဲ့သည်များအတူချာကကိုယ်၍ကြက်မှတ်နေရသည့်ကြားထဲကပင်တတိယကတနာလိုမစုံဖြစ်နေတတ်ပေသည်ထို့သောတနာစိတ်ဖြစ်ပေါ်ရခြင်းမှာတကယ်ဆိုတော့ကျွန်တော်အပင်ပိုလွန်းသည်ဟုထင်မှတ်ကောင်းထင်မှတ်เสียဖြစ်ပေလိမ့်မည် ဘယ်နဲ့တနာလှပါသည် ဆိုတော့ကျွန်တော်ကလည်းယောက်ျားတယောက်ဖြစ်နေပြန်ထို့ပေါ်ဝိဇာတန်းဒီပညာသင်ကြားနေသောဉာဏ်ပညာအစင်ချင်းနှင့်ပြည့်စုံပြီးသောယောက်ျားတယောက်လည်းဖြစ်သေးသည်ပြီးတော့အတနာခံရသည့်ဦးလေးဆိုသူမှလည်းယောက်ျားမှတကယ့်ကြာကြာရရာ အသက်40ကျော်50ခန့်လောကတွင်လောကကြီးဝါပြီးသည့်အရွယ်ဟုခေါ်ဆိုရမည်လိုတူ ဒီတော့အတိတ်ပဲမရှိလားဟု၍တော့၎င်းပိုလုံးလှသည်ဟု၎င်းထင်မှတ်လျင်တကယ်ဆိုတော့အပြစ်ဆိုတာပါပဲအမှန်ပါလေကျွန်တော်ဒီထိုစင်ကပိုကောင်းပင်ပိုခဲ့ပြီသလားဟုတန်တရားဖြစ်မိနေပါသည်အဘယ်ကြောင့်ဆိုတော့ကျွန်တော်ဒီတနာစရာတွေ့နေမတနာပဲမနေတတ်တော့လူတို့ဤပြောညံ့သောစိတ်ထားတစ်ခုမျိုးရှိသည်ကားကြောင့်ပြီးတော့ကျွန်တော်ဦးလေးတွင် တွေ့ကြုံနေရသည့်အဖြစ်မျိုးမှာသူ့အဖို့တေရေးရှိရင်တည်းမြကြီးကျယ်သောကိစ္စမျိုး ဖြစ်တည်ရတဲ့ကြောင့်ထိုကဲ့သို့သောပေါင်းဆက်ခြင်းဖြင့်လူသည်ထက်ပိုသောသနာစီများထားမိရင်လည်းထားမိရတာဖြစ်သွားနိုင်သည့်အတွက်ဖြစ်ပါသည်တို့ရာတွင်ထိုအခါကဥလိကျော်မှာတကယ်သနာစီရာ ဖြစ်နေရှာသည့်အချက်မှလည်းမငင်းတာပါပဲဦးလေးကျော်ကျွန်တော်ပြန်ဦးမယ်နော်ပြောပြောဆိုဆို ကျွန်တော်ဤခီးဆောင်ပတ်တူအိတ်ကလေးကိုကောက်ယူလိုက်ပြီးတင်မောစိတ်သူစင်းမီအပြုတ်တွေနှုတ်ဆက်လိုက်ရနိုင်အေး ။ဘူးလေးကျော်ကကျွန်တော်အားတည်တည်ကြာကြာမော့ရွေပေမကြည့်ပဲမျက်နှာကြီးကို အောက်သို့ချရင်မတုံမလောက်ရှိလာသောအတန်ဖြင့်ပြောလိုက်လေသည်။ထို့သောသူ၏အေးဆက်ဆက်နိုင်လာသောအဖြစ်ကြောင့်ကျွန်တော်၏ခြေလမ်းများကိုတုပ်၍ဆွဲထားခြင်းခံရပြီလား။လှုပ်ချင်စိတ်ပြမရှိအောင်နောက်ဆန်တင်းသွားမိလေသည်။အဘေမြ၊ကျွန်တော်စိတ်အားထိကြိုက်သွားပါသည်ဆိုသောအကယ်၍သာစာမေးပွဲအတွက်အရေးမကြီးဘူးဆိုပါက ကျွန်တော်လက်ထဲမှာပတ်ထုအိတ်ကလေးကို ပြန်လှုပ်ချလိုက်ပြီး ကြိုက်လက်တွင် နောက်ထပ်၄ရက်၅ရက်တန်သည်၎င်းဒါမှမဟုတ်အနည်းဆုံးဒရော်လိုက်ရက်လဲစွန်းသွမ့်မိတပတ်ခါအတိတော်၎င်းမုတ်ချနေမိလိုက်ပြီဖြစ်ပါတော့သည်ဟုတ်ပါသည်ယခုကဲ့သို့ဦးလေးကျော်ဤမတုံမလုံပြောတတ်သော အမှုအရာမှာအဆမ်းမဟုတ်ပါ သူတွင် အမြဲတစေတွေ့ရတတ်သောအမှုအရာမျိုးတစ်ခုဖြစ်သည်ကိုလူတိုင်းအသိဖြစ်ပါ၏ထို့ကြောင့်၎င်းအတွက်ထားပေဟုမဆန်းဘူးလို့သို့တော်ယခုတခါမှမူကာရိုက်တာပုံမူတူးခြားစွာ မျက်ရည်အိမ်ထဲတွင်မျက်ရည်စာလေးများဝိလဲနေသည်က အတော်ပင်သနာစရာကောင်းလာတော်သည်ဒီတော့အဘဲမှာကျွန်တော်သည်စိတ်ကောင်းနိုင်ပါတော့မည်နီထို့ကြောင့်ကျွန်တော်စာမှုပွဲပြတာနဲ့တပြိုင်တည်းလာခဲ့ပါဦးမယ်ဦးလေးကျော်ဟုတ်လားအဲ့ဒါလည်းမကြတော့ပါဘူးအလွန်ဆုံးတလာကွယ်2လလောက်ပဲလိုတော့မှာပါထို့ကဲ့သို့ပင် သူအားအားပေးစကားပြောခဲ့ပြီးတင်မောစိတ်သူဆင်းခဲ့ရပါသည်ဦးလေးကျော်ကခါတိုင်းကဲ့သို့ပင် တုံနှိပါဝေဆန်လာသောအမှုရာကြီးတစ်ခုဖြင့်ဂျန်နေခဲ့သည်ကိုယခုတိုင်မျက်စိထဲတွင်မြင်ရောက်နေမိပါသေးတော်သည်နှစ်မင်းဦးလေးကိုပြစ်မထားပါနဲ့ကွယ်နော်ငါတို့ဒေါ်ဒေါ်လာအဲ့ဒါတခုတော့စိတ်ချသွားပြရသည်ဒေါ်ဒေါ်လာသည်ယောဂသဲနေသည့်ခြေထဲကအမောဖီယန်ဒီတပေါက်လောက်ကိုမနေအာယူဝေတောက်ပြီးရင်ပြီးချင်းရဲရဲမြရှိနေသေးသောအကြည့်ဖြင့်ကျွန်တော်ဘက်သို့မျက်လုံးများလှန်ကြည့်ရင်ပြောချသည် ဟုတ်ကဲ့စိတ်ချပါတော့လားကျွန်တော်တက်နိုင်တယ်များစောင့်ရှောက်လိုက်ပါမယ်ကျွန်တော်ဒီထို့တို့ပြောတာပြောလိုက်ရတော့လေကျွန်တော်စကားများအတွက်မလုံးတလို့ပြစ်လိုက်မိလေတဲ့အတွက်ဘေးသူလှည့်ကြည့်လိုက်ရာအချို့သောသူများ၏အကြည့်များနဲ့စုံနေသည်ကိုပင်တွေ့လိုက်ရလေသည်အကယ်၍သာဒတော်လှသည်ဤစကားမျိုးကိုယခုလိုသေးကာနီးအချိန်၌သာမပြောခဲ့ပါဘူးဤကောင်းပင်ဤကြလေမီလာမပြောတတ်ပေဒါတော့မှဒတော်လှတို့ဘက်မှတဝင်းခွဲ အကိုတူဦးဤမတိမသား မဲ့တက်တဲ့အပြုံးလေးနဲ့တူစေပြည့်လက်ကြီးကိုခဲရင်တစ်ဖက်သို့လှဲ့သွားသည်ကိုတတိထားလိုက်မိပါသေးတော်သည်တာရုကွယ်တာရုမင်းဦးလေးကတော့မင်းတို့သိတဲ့အတိုင်းပဲဒေါ်လာမရှိရင်ဘလောက်ခတ်မယ်ဆိုတာတို့မသည် နောက်ဆက်တွဲထို့သို့အာယူပြောပြီးနောက်ငြိမ်ကြသွားလေသည်ကျွန်တော်ရောက်၍တနေ့နဲ့တညမတိုင်းပြီပင်ဒေါ်လာသည်တို့မ၏ခင်မုံကို အနှဲငယ်မျှစိတ်ချသွားဟန်မရှိပဲလဲတဆတ်ဆတ်ဖြင့်ကြိရှာရင်း လူတကာတို့မလွန်ဆန်နိုင်သောသေမင်းနောက်သို့ကောက်ကောက်ပအောင်လိုက်သွားရရှာပါသည်။သူမစိတ်မချဘူးဆိုလျှင်လည်းစိတ်မချစရာဖြစ်သည်ကိုကျွန်တော်ဦးလေးအကြောင်းသိသူတိုင်းကောင်းစွာသိကြပြီးဖြစ်ပါသည်။သူသည်တကယ်ဆိုတော့လူကောင်းတယောက်ဖြစ်ပါသည်။အရက်မတောက်ဖဲမရိုက်အချာဟော့ဟော့ရဲရဲဟု၍ယခုကဲ့သို့ကြီးလာမှအနှဲငယ်ပြမရှိ။ငယ်ငယ်ကမူကားတထေးသားတယောက်ဖြစ်သည့်အတွက် အနည်းအချင်းလောက်တော့ကင်းကျင်းမှကင်းပြီဒါပေမဲ့ဒေါ်လာနဲ့ယူပြီးနောက်မှာတော့မူကျွန်တော်တည်တဲ့လောက်တကယ်လူကောင်းတယောက်သာဖြစ်ပါသည်ဒါပေမဲ့သူ့အားစားပကြီးချေပြရမည်ဆိုရင်ကောင်းသည်ဆိုသည့်အချက်များဘုရားချေမုံပြသရုံနဲ့တရုတ်မန်ကိုရနိုင်အောင်မီမဟုတ်ပေအဘဲကြောင့်ဆိုတော့သူသည်လူကောင်းတယောက်ဆိုသည့်အင်္ကာထက်လူအေးတယောက်ဆိုသည့်အချက်ကပုံလွှမ်းထားတော့ကြောင်ဖြစ်သည်ထို့ကြောင့်အေးအေးရုပ်ပေါ်အောင်ပြနိုင်စွမ်းရှိရုံမီဒီတော့က တရုတ်ပေါ်ပြီလားယာနှုံးပြစ်မပေါ်သေးပါအနေငယ်အချောတတ်ဖို့တစ်ချက်လိုပဲလေဟုတ်ပြီတို့ဖြစ်ရာနောက်ထပ်မယားဩဇာကိုခံရသူတယောက်ဟုသောအယောင်ကိုထပ်လောင်း၍စုတ်ချက်တို့လိုက်နိုင်ပါမှ ကျွန်တော်ဦးလေးဤပြောင်ပြောင်သောပုံသူသို့မဟုတ် portrait လက်ရာကောင်းပကြီးကားတစ်ချက်ဖြစ်လာလိမ့်မည်ဖြစ်ပါသည်ဦးလေးကျော်ဒီနေ့လေကတွေဘယ်နဲ့လဲအတော်ကလေးရရဲ့လားရန်ကုန်သို့လာသည့်အခါကျွန်တော်နှင့်တွေ့ရမိလိုက်သည့်အခါ မသိပါဘူးကွာမင်းတော်တော်တောင်းတာပဲဘလောက်ရတယ်ဆိုတာ तू မှသိမှာပဲဩဟုတ်သားပဲကျွန်တော်ဒီကျွန်တော်အမားကို तू ထိုကဲ့သို့ဖြေလိုက်သည့်အခါမှာတိသွားရလေပြီအကယ်၍အလွန်တိကျနေသည့်အခါဆိုရင်ဒတော်လှသွား၍မေးလိုက်ရပါသည်ဒတော်လှကိုမတွေ့ရင်တော့ဦးလေးကြော်ထမ်းမှာဘာကိစ္စပဲဖြစ်ဖြစ်ဘယ်အရာပဲဖြစ်ဖြစ်တိနိုင်ပြီလဲမဟုတ်ရနိုင်ပြီလဲမဟုတ်ရုပ်စွာအစုံဦးလေးကြော်ဘယ်နဲ့လဲ ဦးလေးကျော်ဦးကြတဲ့ယောဂါတက်တာတော့ဗလားဗမာစင်းနဲ့မပြောက်ဘူးဆိုရင်စေးရုံတက်ခွဲမယ်ဆိုတာကိုဖွဲ့ပြပါမလားတခါကသူဤဦးကြတတ်သောယောဂါအတွက်စေးကူနေတယ်ကျွန်တော်ကစကားအလင်းသင့်တဲ့ပြင်မေးမိရတွင်အေးဟမ်မဟုတ်သေးဘူးမသိပါဘူးကွာတက်တာလားမတက်တာဘူးလားဆိုတာမင်းတော်တော်နဲ့ဆရာနဲ့ပြောကြလောက်ကြတာပဲသူ့သာမေးကြည့်ပြီးတော့သူကဲ့သို့ဖြေလေသည့်အတွက်ကျွန်တော်မှာ ဒီတခါတော့ဟမ်မဆောင်နိုင်အောင်အအားတင်သွားတော့သည်နိဟင်ထို့သို့ဗဇက်မှပင်အလိုလျောက်ထွက်သွားမိနေသည်ထိုကသူ့အနည်းတွင်ရှိတော်တော်လှကဟိုကိုကျော်ကလည်းဘယ်နဲ့မသိရမှာလဲတက်တာတယ်လေတက်တာတာပေါ့တက်တာလို့ခုဟိုကပယ်ကြီးတောင်မှမပတ်ဖဲနဲ့သွားနိုင်လာနိုင်ပြီပေါ့လားနောက်15ရက်ဆိုရင်ဆရာကအရှင်းပြောက်မယ်လို့ကိုကျော်ရှိမှပဲပြောသွားတာမေ့နေမလားထို့သို့ဦးလေးကျော်ဤပေါင်ကို တစ်ချက်ပြက်ကနေပုတ်လိုက်ရင်ဖဖတီတီဖုံဖုံပီပီနိုင်နိုင်နေနေရှိလာတော့အမှုရလေးနေပြောလိုက်လို့တော့မအေးဟုတ်တယ်ကွတတ်တာတယ်အတော်တတ်တာလာပြီဒါပေမဲ့စေးစေးယုံတက်ဖို့ဆိုတာကဟွန်းတူဒီတူဤဇနီးဘတ်သူလှည့်ယူပေးလိုက်လေဒီဟိုကိုကျော်ကလည်းတက်တာရင်ဘာလို့စေးယုံတက်တော့မှာလဲလူသေးသလားလို့ဩမတက်ရတော့ဘူးလားဟုတ်တယ်မတက်ရတော့ဘူးမတက်ရဘူးအေးကွမတက်တော့ဘူးပေါ့ ီတော့မှသူသည်ကျွန်တော်ဘက်သို့လှည့်၍ပြောလေသည်ကျွန်တော်မှတစ်ဖက်သို့လှည့်ကာပြုံးလိုက်ရလေသည်ထို့သောဦးလေးကျော်မှအဆဆအယယာသူ၏ဇနီးအားလွှဲထားလေသည်ဘာမဆိုသူဇနီးပြီးမှပြီးရသည် အတူချုံ၍ပြောရမည်ဆိုပါလေဒရော်လှအာပုံအပ်ထားလေသည်ထဆိုလေမတ်တက်ရဲ့၍ထိုင်းဆိုလေဖင်းမြေကြပြီးသားဖြစ်ရသည်သို့တော်ဒရော်လှသည်သူ့အပေါ်တွင်ခေါင်းဆောင်ရသည်တစ်ခုကလွှဲ၍အချာဘာမပြောပစရာရှိလောက်အောင် မယားကိုပြက်ကွက်သည်ဟူ၍မရှိကြ။သူအားသူမတတ်နိုင်သည်မပြုစုသည်၊ယူရသည်၊ပွဲကားသည်၊စုံးပါလေသည်။အမကြီးနှင့်တူသောမယားမအေနှင့်တူသောမယားဆိုလျင်တော့မှဇိုးနိုင်အောင် သူ့အပေါ်၌ကောင်းရှာပါသည်။ထို့ကြောင့်သူမအားအပြစ်မရှာနိုင်သည့်တိုင်အောင်ကျွန်တော်၏ဦးလေးကိုမူကားအကောင်းခံလုံးရန်ကောဟုလူအများကသတ်မှတ်ကြလေသည်။သို့တော်တချို့ကမူ ဟေးမောင်ကျော်တို့မှာကွာမရရတဲ့နေရာမှာတကယ်ကုသိုလ်ကောင်းတာဘာမစိုးမရလုပ်ပေးတာအစင်းစ်ကြီးပဲမရရှာတာဖွေတာလှုပ်တာကိုင်းတာစိန်နဲ့ထိုင်ပြီးတော့စားနေတောက်နေရုံပဲအဲဟဲတို့ကဲ့သို့မှတ်ချက်ချကြလေသည်တို့မှတ်ချက်မှာအတက်လားအရွယ်လားတော့မသိပေသို့တော့ကျွန်တော်ဦးလေးကခက်ပြုံးပြုံးလေးနဲ့ငြိမ်နေတတ်သည်ကိုကျော်ရဲ့တည်ရင်ရှင့်ကိုအရင်သေးစေချင်တာပဲကျမသာနောက်မှသေးချင်တယ် ဘာဖြစ်လို့လဲဆိုတော့ကျမမရှင်ရှင်တော့ဒုက္ခရောက်ပြီးလို့သာမှတ်ပြီးတော့တခါတခါတတခိုလုံးသောကျွန်တော်၏ဦးလျာသူ၏ဇနီးကစိတ်မရှိနိုင်လို့တဖြင့်ထို့တို့ဤတက်လျာ။အိုးကွာမင်းကလည်းနမိမရှိနမမရှိပြီးပြောမနေစမ်းပါနဲ့။မင်းလည်းအရင်မသေးနဲ့ငါလည်းအရင်မသေးဘူး။အတူတူသေးကြတာပေါ့။သူကဲ့သို့ခလေးစိုးကြီးလိုပြန်ပြောတတ်သည်တွင်ဒရော်လာသည်ခလေးဆန်လုံးသောခင်မုန်းတဲ့အတွက်ချစ်ကယူနာဖြင့်မျက်ရည်လေးများလဲလာသည့်အသည့် ကြီးမိသွားရလိမ့်မည်။ဒါပေမဲ့သူမစိုးရိမ်ရှာသည့်အတိုင်းယခုအခါသူမကအရင်သေသွားလေရာကသူမ၏စူတောင်းမှမပြည့်ရှာလေသည့်အတွက်အဘယ်မျှသူမသည်ဦးလေးကျော်အတွက်စိတ်မဖြောင်းမဲသွားရရှာလိမ့်မည်။တော့ကျောင်းဆောင်တို့ပြန်ရောက်၍စာမေးပွဲစစ်နေသည့်ရန်များအထိပင်ကျွန်တော်သည်ဦးလေးကျော်အားတနာနေမိနေသည်။ဘယ်သို့နေ၍ဘယ်သို့ထိုင်ရှာလိမ့်မည်ကို တတော်လှလောက်မစိုးရိမ်သည့်တိုင်အောင်အတော်ကလေးတွေးရစိုးရိမ်မိပါလေသည်မိဦးလေးကိုပြစ်မထားပါနဲ့ငါတူရဲ့သူကမင်းသိတဲ့အတိုင်းဘာမှလုတ်တက်ကန်တက်တာမဟုတ်ဘူးတတော်လှပြောရှာမှရှာသွားသည့်စကားလေးများကိုလည်းခဏခဏပင် ကြားယောင်နေမိပါသည်ရင်းညာမတက်သောတောတထေသာလင်းတဲ့ဤအကြောင်းကိုဇနီးဖြစ်သူပြီးပြီးအတိဆုံးဖြစ်သောကြောင့်သူမသည်ထိုသို့မားခဲ့လေသည်မာသည့်အတိုင်းလဲတကယ်ဆိုတော့ဦးလေးကျော်မှာစိတ်မချစရာဖြစ်ဒီကို ဓာတ်တိသူတိုင်းကဝေခန့်ရပြီ။တွေ့ကြောင်ကျွန်တော်ဒီစာမေးပွဲရက်တွေကြားတဲ့ကပဲစာတစ်စောင်းနှစ်စောင်းလောက်ထည့်ပြအောင်ထည့်လိုက်မိနေသည်။ကျွန်တော်ဤစာများတွေလည်းသူအားတက်အောင်မလဲစူးစမ်း၍ရေးထည့်လိုက်ပါသည်။သူထံမှတော့စာမပြန်၍သူအကြောင်းကိုလုံးဝအုတ်တုံမသိရပေ။သို့တော့လူကြုံတယောက်ကမူမင်းဦးလေတော့ကွာကုတလော်အပြင်ထွက်တာရဲ့လို့တဲမတွေ့ရဘူးကွာထိုကဲ့သို့ပြောသဖြင့်ဒါနဲ့စားဖို့တော့ဖို့ကဘလို့များစီမံနေလဲထိုကဲ့သို့ကျွန်တော်က ရုတ်တရက်စားရည်တောက်ရည်ကို ပူပန်မိလိုက်သည့်အားလျော်စွာမေးလိုက်မိရာဒါလည်းငါတော့သိမ့်မသိဘူးဒါပေမဲ့၆လန်းကအိမ်တအိမ်မှာသမင်းလားကပေးစားတယ်လို့လို့လဲကြားမိရဲ့ဩဒေါ်လာဘက်ကအမျိုးတွေအိမ်နဲ့တူပါတယ်ဟုတ်ပါပေါ့မပူပါနဲ့ကွာမင်းဦးလေးမှာသက်ဆန်ရှိသားပဲဟာသူ့ဘာသာသူဂျပန်ဖြစ်သွားမှာပေါ့ ။ထိုပိတ်ဆွေပြောသည့်စကားဤလေးနဲ့မှန်ကန်သဘာဝကြားခြင်းကိုထိုအခါကကျွန်တော်မှကောင်းစွာပင်သဘောမပေါက်နိုင်မီ။တော်တော်ကိုခြင်းမစားသောဒုတိယဟုပင်မှတ်ချက်ချခြင်းတလူတော်မှဖြစ်ပြီးသွားသည်တည်။သို့သောဦးလေးကျော်၏တရင်ကိုကြားရသည့်အတွက်မူသူအားကျေးဇူးတင်နေသလောက်တင်လိုက်ရပေသည်။တို့နှင့်စာမေးပွဲဆက်ပြီးသွားသောအခါကျွန်တော်သည်ဦးလေးကျော်အားတရိယာနေသည့်တိုင်အောင်ကျွန်တော်တို့ကြောင်းဆောင်မှဘောလုံးအသေးဖြင့်ဘောလုံးမြိုင်ဘက်သို့ဘောကစားရန်လိုက်သွားရလေသည့်အတွက် ောက်ထပ်တလကြကြောကန်အချိန်ကြာသွားပြန်လိမ့်မည်။ဘောလုံးမြိုင်၊ဒဝဲ၊ဘိတ်စသည့်မျိုးများသို့တိအောင်ကျွန်တော်တို့ဤဘောလုံးအသင်းသည်လှည့်လည်ကစားပြီးပြန်လာ။ကျွန်တော်ဤဒူးမှာအစ်စ်လွဲလာခဲ့သဖြင့်ဘန်းကောင်းစွာမရှောက်နိုင်ရကကျွန်တော်ဒီကြိုက်လက်သို့မသွားပြအောင်ဖြစ်နေသည်။တို့နေတဖန်ဒူးနာပြောက်သောအခါ၌လေဒါသနာ2500ပွဲအတွက်သင်းမောများလူကျက်နေသည့်ကြားရသောကြောင့်ရုတ်တရက်သွားလို့စိတ်မရှိသေးပဲအနေငယ်ရက်ကြာသွားပြန်၏။ဒါဖြစ်လို့လည်းမသိဦးလေးကျော်အား တနာတီစိတ်များမှာလည်းအရင်ကလောက်မပြင်းထန်သဖြင့်အားမပဲအေးစေးသွားတော့မည်ဟုစုံးပြတ်ထားသည်တနေ့လူစီကားသောတိမ်ကြီးစိအင်းဒီတည်သည်ဆိုင်၌ဟေးမောင်စီ ကျွန်တော်ဒီအတန်ကြာရသို့လှည့်ကြည့်မိရာအန်အားအတီကြီးတင့်သွားတော့သည်ဦးလေးကျော်ရဲ့လက်ပြက်အင်းကြီးဗန်ကောက်လုံးကြီးပြီးတော့တက်တက်အေးရဲ့ခွဲထားသောဘိုကေတို့ကြောင့်ပထမလူပင်မှားနေသည်နောက်မှဦးလေးကျော်မှတည်သည်ဖြင့်ဟွန်း ။ဦးလေးကျော်ဘယ်တော့အရောက်လဲတယောက်ထဲလားဘသူပါသေးလဲ။ကျွန်တော်ကအနီးသွားပြီးနှုတ်ဆက်လိုက်သည်။ဒေါ်ကာသူသည် သူ့ကိုယ်ကိုဘဲသူဖယ်လိုက်က သူ့နောက်၌ကုန်း၍ဘန်းဒီများဝယ်နေသောမိမပြိုကလေးတယောက်၏နောက်ပိုင်းကိုလက်ညှိုးညွှန်ပြလိုက်ပြီး"ငါမိမနဲ့နှစ်ယောက်လာကြတယ်လေ။အော်မိမ။ဦးလေးကျော်မိမရပြီလား"ဟဲမင်းကလည်းတလားလောက်တောင် ကြာသွားရောမယ်။အော်ဟုတ်လား။ ကျွန်တော်ဘယ်သိမလဲဦးလေးကျော်ကမှအကြောင်းမကြားပဲထို့တို့ပြောပြီးအန်အောစွာဖြင့်သူမိမဆိုသူဤပြေပြစ်လုံးကြီးချောမောဟန်ရှိသောနောက်ပိုင်းကိုမသိမသာကြည်နေပြီနေဟေးမသိဒီမားကွယ်ငါတူမောင်စီလေသူဒီကျွန်တော်ကိုမောင်စီဟုအမည်ခေါ်လေးရှိလေသည်သူကလှမ်း၍ပြောလိုက်ခြင်းကြောင့်သူစနီးတဲ့မျက်နှာလှဲ့လာလေသည်ကျွန်တော်အားအော်ဟုပြောကာပြုံးလေသည်ကျွန်တော်မှာအတော်အံ့အားသင့်သွားမိလေသည်အဘယ်ကြောင့်ဆိုတော့ ကျွန်တော်နဲ့အတော်တော်ရမည်သူမှာကျွန်တော်ထပ်ပင်အသက်ငယ်လေးဦးမည်ဖြစ်တော်ကြောင့်ဟုဆိုရပါမည်။နှုတ်ပြီးရုပ်ရည်မှလည်းကိုလုံးကလေးနှင့်လိုက်အောင်ချောမောလှသူကလေးဖြစ်သည့်အတွက်လှတစ်မျက်နှာယင်တကိုလုံးဟူသော အင်္ဂါရက်လုံးနှင့်ပင်ယင်းနေသူကလေးဟုမှတ်ချက်ချလိုက်ပါသည်။သူမကလည်းကျွန်တော်အားရွယ်တူတန်းတူမို့လားမသိချက်တက်တဲ့အမှုရာလေးဖြင့်ပြန်လှည့်သွားပြီးတည်တီးဘိုးပတ်စံပေးကအလုရှုံနေလိုက်သည်။သူကမတ်လာနဲ့ဆိုင်ရင်တော့တော်တော်ငယ်တယ်လို့ စိုးရမှာပေါ့ကွာဒါပေမဲ့ငါ့အပေါ်မှာကောင်းနိုင်ခြင်းတော့မတ်လှတဲ့အဲအဲမတ်လှလို့ပါပဲကွာဦးလေးကျော်ကခရိုင်းကဲသူတုံနှိဘာဝေမလုံပဲကျွန်တော်အနည်းသူကက်ကခတ်တူတူအုပ်အုပ်ကလေးပြောလိုက်လေဒီအတွက်ကျွန်တော်မှာအတော်သဘောကျသွားရမည်စာမနာလိုတလိုလိုတောင်မှပြစ်သွားသောမျက်နှာကိုမနေပုံပြလိုက်ရင်ဟာဒါပြီဦးလေးကျော်ကံကောင်းပြန်တာပေါ့ဟီဟီကံကောင်းသောဦးလေးကျော်အားတဖြည်းဖြည်းကျွန်တော်ဒီစိတ်ဝင်စားလာမိလေဒီ တော်တော်ဆုံးပေသည်ဟုလည်းမှတ်ချက်ချနေပြီလိုက်သည်သူနှင့်သူမိမတည်တည်များဝယ်ချမ်းသည့်ကိစ္စပြီး၍ဘေး၌ကက်လာသောအခါကျွန်တော်သည်စကားဆွဲမနေလိုသည်ဖြင့်ကဲဒါဖြင့်ဦးလေးကျော်တို့ဘယ်သွားမလို့လဲထိုကဲ့သို့ပြေးလိုက်ရဟွန်းအဲငါမပြောတတ်ဘူးကွာသိရင်ခုဘယ်သွားမလို့လဲမင်းအစီအစဉ်ပြောပါဦးသူသည်သူဇနီးကျော်လေးဘက်သို့လှည့်၍ပြောပုံပါခြေတုံးကနေမချရှိလှသည့်အတွက်စိတ်ထဲကရည်ကျင်လိုက်မိနေသည် ိုအကိုကြီးကလည်းကြောင်မြောင်းကိုသွားမယ်လို့ပြောထားတယ်မဟုတ်လားအေးကြောင်မြောင်းသွားမလို့ဟေ့သူဒီထိုအခါမှာကျွန်တော်ပဲလှည့်ပြောလိုက်သည်ဒါနဲ့ဦးလေးကျော်တို့ဘယ်မှာတဲလဲကျွန်တော်လာချင်ရင်လာရအောင်လို့အေးငါမသိသေးဘူးကွာတို့ဒီနေ့မနက်ကမှရောက်တာပဲအထုပ်တွေကတော့တင်မောစိတ်နဲ့ဒီဒီစလေးလက်မှာပဲထားခဲ့တယ်ဒါပေမဲ့အဲ့ဒီမှာအိတ်ခန်းလေးရကျင်းတော့တဲလို့တော့မဖြစ်ဘူးကြည့်တော့တဲ့ရင်တို့ခုဘယ်မှာတဲမလဲပြောပါဦးကွာသူဒီ ဇနီးပတ်သူလှဲ့ကမေးရပါသည်အကိုကြီးကလည်းဟိုတော်မစင်လမ်းမှာတဲမဲလို့ပြောထားတယ်မို့လားခုပဲရောက်ခဲ့လို့ပြောခဲ့တဲ့ဥစ္စာသူကဲ့သို့မျက်စောင်းလေးချိတ်၍ပြောတော့မှတော်မစင်မှာတဲမဲမောင်စီကအိမ်နေပါကောတဲ့ရင်အိမ်နေပါလုံးပေါင်းကွာအကိုကြီးမမှတ်ခဲ့ဘူးလားဟွန်းဟွန်းနင်းသိပြီဟာဘာအကိုကြီးမှတ်ထားဖို့လို့သေးလဲအိမ်နံပါတ်ဒုတိယတက်ကဲ မှတ်ထားပါဦးအကုန်လုံးသူများကြီးတွဲထားတာပဲသူလေးကမျက်စောင်းထိုး၍ပြောပြန်သည်ဒီလေကဥလေးကျော်ကကျွန်တော်အားသူမကြီးတန်ရောင်လိုက်၍အိမ်နဘက်ကိုပြောပြန်သည်တွင်ဟုတ်သားပဲအိမ်နဘက်လောက်တော့ဖတ်ထားဖို့ဥလေးကျော်ရဲ့တတော်ကြာ ခုလိုပွဲလန်းတပင်ရဲ့ကြီးမှလူတွေရှုပ်ရှုပ်နဲ့လူချင်းကွဲသွားရင်ဘယ်နဲ့လုံးမလဲဟဲဟဲကျွန်တော်ကပြောင်းလိုက်လေသည်တောကဥလေးကျော်ကသဘောကျစွာဟီဟီတို့တို့ဥလေးကျော်သည်သွားကိုဖြီး၍ 姐的哩！谢谢